စစ်ကောင်စီကပြုလုပ်တဲ့ရွှေကောက်ပွဲကိုစန့်ကျင်တယ်လို့ယူဆမှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့လူငယ်၃ယောက်ကိုရွှေကောက်ပွဲကာကွယ်ရေးဥပဒေရဲ့အမြင့်ဆုံးပုံမှားတွေနဲ့အရေးယူကထောင်တန်းအနည်း40ကျော်စီချမှတ်လိုက်တယ်လို့မိသားစုဝင်တွေနဲ့နှီးချက်သူတွေစီကသိရပါဗျ။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။2025ခုနှစ်စက်တင်ဘာလအတွင်းမှာရွှေကောက်ပွဲစန့်ကျင်ကြောင်းစာသားပါရှိတဲ့စတေကာတွေကိုလှိုင်းလာရမြို့နယ်အတွင်းမှာလိုက်လံကက်ခဲ့ရာကြောင်းပုံမှန်23ကကြီးနဲ့ အမှုဖွင့်အရေးယူခံခဲ့ရတဲ့ကိုရနိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်ထွတ်ကိုစစ်ကောင်စီလက်အောက်ခံတရားရေးကနေထောင်နှံ49နှစ်နဲ့မရမင်းတက်ကိုတော့ထောင်နှံ42နှစ်အတိအကျချမှတ်လိုက်တယ်လို့မိသားစုဝင်တွေစီကသိရပါဗျ။လိုင်တရာမျိုးနယ်တစ်ခုထဲမှာပဲဖြစ်ပွားခဲ့တဲ့အမှုတစ်ခုကိုအမှုခုနှစ်ခုထိခွဲပြီးနှစ်ရှည်ထောင်နှံတွေချမှတ်ခဲ့တဲ့ပေါ်အယူခံဝင်သွားမဲ့အကြောင်းမိသားစုဝင်တယောက်ကပြောပြပါဗျ။ အဲ့လောက်လေပြည်ထောင်ကြခံနိုင်မယ်လို့မထင်ဘူးလေဒီတမျိုးနေထဲမှာဆိုတော့ဒါတော့လုံးလုံးမထင်ဘူးအရင်ကလည်းအမရှင့်နေကိုအဲဒါရှာနေရတဲ့ငားတဲ့အခက်ခဲရှိလို့မရသေးခင်မှာပဲသူတို့ကနေမြင်းမြင်းမြင်းအဲ့ဒီအမင်းကိုချလိုက်တဲ့အတွက်အန်တီတို့ဘာမှလုံးလုံးမရဘူးတမီးရဲ့တရက်ခွင်ကိုလေအယူခံဝင်ဖို့အန်တီတို့စီစဉ်နေပါတယ်အမန်ကဒီတမျိုးနေထဲမှာတမီးရဲ့ 6ခု9ခုလောက်ကြီးချဖို့ဟိုနင်းမမျော်မှန်းတာဦးလေသူတို့အဲ့လိုရက်စက်လိုက်လို့မလဲလို့မသိဘူးသမီးရဲ့ဟို49နှစ်ကြီးကြောင်းအဲ့ဒါတော့မပြီးသေးဘူးလေသမီးရဲ့အထက်ပြီးတော့ပါရင်းနဲ့ဆွဲအောင်လည်းမသိဘူးအဲ့လိုတွေဖြစ်တယ်သိလားစစ်တပ်ရဲ့မတရားပြစ်ဒဏ်တွေချမှတ်ခံခဲ့ရတယ်ကိုအောင်ရဲထွက်က24နှစ်ကိုရနိုင်ကြည်ဝင်းက23နှစ်နဲ့မယမင်းတက်ကတော့19နှစ်ဖြစ်ကြောင်းသိရပါဗျစစ်တပ်ရဲ့တရားခွင်ကိုတင်ပြတဲ့ CCTV မှတ်တမ်းတွေရကတော့ မယမင်းသက်ပါဝင်တာမရှိပေမဲ့နှစ်ရှည်ထောင်နှံတွေချမှတ်ခံခဲ့ရတာဖြစ်ကြောင်းသိရပါဗျ။တခြားသောမိသားစုဝင်နေတဲ့နေဆက်သူတယောက်ကလည်းမတရားပြစ်မှုပြစ်ဒဏ်တွေအတွက်အယူခံဝင်သွားမှဖြစ်ကြောင်းဖြေပြောပါဗျ။အဲ့ဘောသမီးရဲ့ကိုယ့်ဘက်ကတော့အယူခံဝင်ကြည့်ရမှာပဲလေကိုယ့်တသမီးလေးတွေကဒီလောက်တော့မှဆိုတော့ကိုယ့်ကလေးတွေကငငယ်လေးရှိသေးတဲ့အတွက်အရန်လဲခံစားရတဲ့သမီးရဲ့ အဲ့မှာတော်တော်ကြာကြာတောက်ခဲ့ရပါအောင်တောက်ခဲ့ရပါအောင်လေလို့ဟောတပည့်ရတိလားဒီလိုကြောက်တာပါသူတို့ကလေလူသက်မှုလည်းမဟုတ်ဘူးဒီစာရွက်ကလေးတွေ့ရဲ့လားခလေးကသူကညွှန်ရဲ့ဒီစာရွက်တွေလေးတွေရဲ့ခိုင်လိုက်တာနဲ့အဲ့တော့ဒီအောင်သူတို့လို့ဖို့လို့လားလို့ဖို့သိလားငွေမလာ19ရက်မှာတော့ကိုရနိုင်ဂျီဝင်းတဲ့၃ရောက်တို့ကိုလိုင်တရာအရှိပိုင်းမြို့နယ်တရားရုံးကရွေကောက်ပွဲကွယ်ရေးဥပဒေပုံမှန်23ကကြီးနဲ့ ထောင်နှံ9နှစ်ကိုအမှုဆွဲဆိုထားတဲ့ငါမှုအတွက်35နှစ်စီချမှတ်ခဲ့ပြီးလိုင်းသားရအနောက်ပိုင်းမြို့နယ်တရားရုံးကတော့ကိုရနိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်ထွတ်နှစ်ယောက်ကိုပုံမှန်23ကာကြီးနဲ့နောက်ထပ်နှစ်မှုအတွက်အလုတ်ကျန်းနဲ့ထောင်နှံ14နှစ်တီးခြားကြာခံစေဖို့ချမှတ်ခဲ့ပြီးမရမင်းတက်ကိုလည်းအလုတ်ကျန်းနဲ့ထောင်နှံ9နှစ်ချမှတ်ခဲ့ပါတယ်ဒီအတွက်ကြောင့်ကိုရနိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်ထွတ်နှစ်ယောက်ကထောင်နှံစုစုပေါင်း49နှစ်နဲ့အလုတ်ကျန်းကြာခံရမှာဖြစ်ပြီး မက်ဂျမင်တပ်ကတော့ထောင်ဒဏ်42နှစ်နဲ့အလုပ်ကျန်းကြခံရမှာဖြစ်ပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ယူကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့စစ်ကောင်စီဟာအခုလိုနှိရှေထောင်ဒဏ်တွေချမှတ်ပြီးပြည်သူတွေကိုကြောက်ရွံ့သွားအောင်ချိန်ချောက်တဲ့သဘောဖြစ်တယ်လို့ရှိပီတာတပိတ်ကော်မတီ SPDSC ကကိုနေအောင်ကပြောပါဗျ။ကျွန်တော်တို့လူငယ်တွေကကျွန်တော်တို့ရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကျွန်တော်တို့လွတ်လပ်စွာကျွန်တော်တို့စင်စာတွေးခေါ်ခွင့်တွေကိုကျွန်တော်တို့ပြည်ပင်သားစီရဲ့လိုလည်းမြင်နေကြ။နောက်ပြီးတော့ ျွန်တော်တို့လူငယ်တွေမှာကျွန်တော်ဒီ youth ဘွယ်တွေကျွန်တော်တို့ကမဲပေးရမယ်ဆိုတာကိုလေကျွန်တော်အနေနဲ့မဲမပေးတင်ဘူးဆိုတဲ့ဟာမျိုးကျွန်တော်တို့မှာကိုယ်ပိုင်အခွင့်အရေးရှိတယ်ဗျဒီလိုမျိုးကျွန်တော်တို့ရာဆွေးမှုတစုံတရာကျူးလွန်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ပုံမှာအလိုမျိုးရဲစဲလုပ်တဲ့ပုံလေကျွန်တော်တို့အနေနဲ့တော်တော်လေးခံပြင်းပါလေဗျဒီ youth ဘွယ်ဦးတွေနဲ့ကျွန်တော်တို့အမှုကွန်မြူနတီတည်တည်ချာချမှတ်လိုက်တာကကျွန်တော်တို့လူငယ်တွေနဲ့မြန်မာတိုင်းနိုင်ငံမှာရှိပြီးပါပြီသူတွေကိုကျွန်တော်တို့ကျွန်တော်တို့ ချိန်ချောက်လိုက်တယ်လို့ကျွန်တော်ကတော့မြင်နေပြဒါပေမဲ့ကျွန်တော်တို့အကုန်လုံးကတော့ဒီဟာပေါ်မှာကျွန်တော်တို့ချောက်ညော့ထိတ်နှံသွားမှာတော့မဟုတ်ဘူးပြဒီလိုမျိုးပြင်းပြင်းထန်ထန်အပြည့်ပြည့်အရေးယူလိုက်လို့ကျွန်တော်တို့လူငယ်တွေအကုန်လုံးကကြောက်စိတ်ဝင်သွားမယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့ဒီနေရာမှာပုံမှန်လင်းပြောချင်တယ်ဗျစစ်ကောင်စီရဲ့ရုပ်ောက်ပွဲကာကွယ်ဥပဒေနဲ့အမှုဖွင့်ထားတဲ့ပြည်သူပေါင်းဟာ195ရောက်ထိရှိလာပြီးဖြစ်ပြီးအဲ့ဒီထဲမှာအမှုဖွင့်ခံရရတာက146ရောက်နဲ့ အဖမ်းခံရတာကတော့32ယောက်ရှိနေပြီလဲဖြစ်ပါတယ်ကျွန်မဝေပါ